ယနေ့အိန္ဒိယနိုင်ငံမြို့တော်သစ်ညူဒေလီမှာဖြစ်ပွားခဲ့တဲ့သေဆုံးစီတဲ့ပေါက်ကွဲမှုနောက်ဆုံးတည်နေဆက်တင်ပါမယ်။ဖြစ်ရဖြစ်ပွားပြီးတရက်ကြာနိုဝင်ဘာ10ရက်ဒေလီပေါက်ကွဲမှုမှာသေဆုံးခဲ့ရတဲ့အနည်းဆုံးလူ12ဦးအတွက်တရားမျှတမှုရရှိစေဖို့ဝန်ကြီးချုပ်နာဒရန်မိုဒီကကတိပြုခဲ့ပါတယ်။အမျိုးသားစုစည်းစစ်ရေးအေဂျင်စီ NIA ဟာပေါက်ကွဲရနေရာကိုရောက်ရှိလာပြီးတရားဝင်စုစည်းစစ်မှုစတင်ခဲ့ပါတယ်။ အိန္ဒိယရဲ့အဓိကကြံဖက်မှုတိုက်ဖျက်ရေးအေဂျင်စီဖြစ်တဲ့ NIA ဟာမြေပြည်ထရေးဝန်ကြီးဌာနညွန်ကြားချက်နဲ့အမှုကိုလက်ဝတ်ထားပြီးဖြစ်ပါတယ်။အခုအချိန်ထိစုံစမ်းစစ်ဆေးသူတွေဟာပောက်ကွဲခဲ့တဲ့ကားထဲမှာရှိနေတယ်လို့ယူဆရတဲ့အမျိုးသားတအူးကိုအဓိကအာရုံစိုက်နေပါတယ်။ကားထဲမှာတွေ့ရှိခဲ့တဲ့သူ့အလောင်းအသေးစိတ်အသေးဆွဲအစိတ်ပိုင်းတွေကိုတန်ရာရှိသူရဲ့အမအသားဒီပြုဖို့ DNA စစ်ဆေးမှုပို့ဆောင်ထားပါတယ်။ တရားဥပဒေဆိုင်ပညာရှင်တွေကလည်းနေရာမှာဓာတုပစ္စည်းအစမ်းအတွေတွေ့ရှိချက်ကိုစစ်ဆေးနေပြီးပောက်ကွယ်မှုဟာတမင်တကာလှုပ်ဆောင်ခဲ့တာလားမတော်တဆပောက်ကွယ်ခဲ့တာလားဆိုတာကိုစောင့်ဖွေနေပါတယ်။ဒီချိန်ထဲမှာပဲပောက်ကွယ်မှုဖြစ်ပွားပြီးတဲ့နောက်မြေပြည်နယ်အတော်များများမှာရဲစစ်ဆေးရေးတွေပြုလုပ်ခဲ့ကြပါတယ်။ဒီစစ်ဆင်ရေးတွေကြောင့်ပောက်ကွယ်ပစ္စည်းလိုဝက်ထောက်ပံ့မှုနဲ့ဆက်ဆံနေတယ်လို့တန်တရားရှိတဲ့ဆရာဝန်နှစ်ဦးကိုလည်းအနေဆုံးဖမ်းဆီးခံရပါတယ်။ ရဲတွေကအိန္ဒိယမြောက်ပိုင်းတလွားကစီးနင်းဆောက်ဝေးသူတွေအတွင်းပောက်ကွယ်ပစ္စည်းပမာဏကြီးမားစွာ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့လည်းပြောပါတယ်။ဖက်စစ်ခဲတူတွေကိုစစ်စင်မြွက်နေပြီးပောက်ကွယ်ပစ္စည်းတွေဘလို့ထောက်ပံ့ခဲ့လဲဘယ်သူတွေနဲ့ဆက်တွယ်ခဲ့လဲဆိုတာကြေညာခံနေတဲ့အတွက်အမှုတွဲတွေပြင်ဆင်နေပါတယ်။နိုင်ငံတော်မှာလူထုဒေါ်လာထွက်မှုနဲ့ဝန်ထမ်းမှုရှိနေပါတယ်။တေဆုံးတဲ့သူတွေကို တောက်ခံဖို့နေရာများစွာမှာပြောင်းနိုင်ထုံးပွဲတွေနဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ဂျမူးနဲ့ကက်ရှမီးယားရှိဆွမ်ဘာမှာဒေသခံကုန်တယ်တွေပြောင်းနိုင်ချီတက်ပွဲစီစဉ်ခဲ့ကြပါတယ်။နယူးဒေလီမှာလည်းဒေသခံများစွာစူတောင်းပွဲတွေနဲ့ချိန်တိုင်းတိတ်ဆိတ်စွာရတန်းပွဲတွေပြုလုပ်ခဲ့ကြပါတယ်။တေဆုံးသူမိသားစုတွေကိုစာနာမှု ပြသခဲ့ပြီးတောင်ဝရှိသူတွေကိုပြင်းထန်စွာအပြစ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဝကြီးချုပ်နန္ဒရာမူဒီဦးဆောင်တဲ့လုံခြုံရေး ကွန်ပတီစီဝေးယနေ့ညနေမှာကျင်းပမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကစုစည်းစစ်မှုတိုးတက်မှုကိုပြန်လည်သုံးသပ်မယ်နဲ့လက်ရှိအမျိုးသားလုံခြုံရေးအခြေအနေဆွေးနွေးမှာဖြစ်ပါတယ်။ဘူတန်နိုင်ငံကနေပြောင်းပြီးတဲ့နောက်သူဟာတည်ဆုံသူတွေနဲ့သူတို့ရဲ့မိသားစုတွေကိုတည်ဆုံခဲ့ပြီးဖြစ်ပါတယ်။ဒါဟာလင်းမြန်းစွာဆွေးလျားနေတဲ့စုစည်းစစ်မှုတစ်ခုဖြစ်ပါတယ်။အနာအေးရဲ့နောက်ဆုံးအချက်လက်တွေတရားဥပဒေဆိုင်ရာစစ်ဆေးမှုရလာတွေနဲ့လာမယ့်ရက်တွေမှာထပ်ပေါ်လာနိုင်တဲ့ဖန်ဆင်းမှုအသစ်တွေ တမမုတ်စနမှုတွေကိုဆက်လက်ကျေးဇူးအောင်ဖြစ်ပါတယ်